ျွန်တော်တို့ဒီစက္ကမစစ်သားများကိုတဲ့တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်မှုမှာကျွန်တော်ဘက်ကနေတူးသေဆုံးတယ်ဆိုတဲ့သတင်းလေးကိုပြောပြမယ်ဟာအဲ့ဒါကဘယ်နေ့ကဖြစ်တာလဲဆိုတော့ဗာဒီနိုဝင်ဘာလတဲ့ကျွန်တော်26ရက်နေ့နာနဲ့ကျွန်တော်8နာရီမိနစ်30ခန့်တွင်တဲ့မုံရွာ6လမ်းပိုင်းပေါ့ကျွန်တော်ပြည်သူများထံမှစက်ကြီးကောက်နေတော့ကျွန်တော်တို့ရဲ့ဒီ standard စစ်တပ်မဖြစ်လေစစ်သားများကိုတဲ့ကျွန်တော်မြန်မာမန်နိုင်73စီအယောင်းဆိုင်เนาะအနီးနားမှာပေါ့เนาะတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးကျွန်တော်ပြစ်ခတ်တိုက်ခိုက်တယ်ကိုသိရပါတယ်ဟာ တော်တော့ကျွန်တော်အပြန်လန်ကျွန်တော်တို့ပြစ်ခတ်မှုအတွင်းမှာတဲ့ကျွန်တော်တို့ရဲ့ဒီ standard sit up ဘက်ကနေပြီးတော့ကျွန်တော်တဦးတည်ဆုံးနဲ့နှစ်ဦးကျွန်တော်အပြင်းထန်ကျွန်တော်ဒဏ်ရာရရှိတယ်ကိုသိရတယ်။အဲလာရောက်ပြီးတော့ကျွန်တော်တိုက်ခိုက်တဲ့ဒီတော်လိုင်းတက်ဖွဲ့တွေကတော့ကျွန်တော်အထိခိုက်မရှိမိရဲ့နေရက်ကိုပြန်လည်ဆုတ်ခွာသွားနိုင်တယ်ကိုသိရပါတယ်ဗျ။ဟုတ်ပါပြီ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 ကျွန်တော်တဦးတည်တယ်နှစ်ဦးပြင်းထန်တာဒဏ်ရာရတယ်။အော်တည်သူက၃ဦးလို့ပဲမှတ်လိုက်တော့ဗျနော်။ဟုတ်ပါပြီ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 ။ငါတို့ဘက်ကနိုင်ဦးမနိုင်ငါတို့ဘက်နိုင်အောင်ပြန်ချပါလား။မရတော့ဘူး။ မရတော့မရတာမရှိဘူးလေငါတို့စစ်တက်မှာစိုးဝစကားရှိတယ်လေစောင့်မုတ်ရှိတယ်လေရေပါလာပဲလိုချင်တယ်ရေဘူးပေါတာမလိုချင်ဘူးအော်ဟုတ်ကဲ့ပါပါပါဒါကတော့ဟိုအရင်အဘတို့ပြောခဲ့တဲ့လက်သုံးစကားပဲဘာဖြစ်လဲလက်သုံးစကားအချိန်နေရမတူတော့ဘူးလေပါအခုကဘယ်နေရမြန်မာပြည်တီဟိုပခုတ်ကူမဟုတ်ဘူးကြိုက်တဲ့နေရကိုစစ်ကြောင်းထိုးထိုးတာနဲ့အဘတို့သိမှာပဲအော်ညကပါလေငါ့ချင်းကြောင်းနေရလားချင်းကြောင်းတော်မို့လေဒါအရှိကိုအရှိတိုင်းကြောပြောပြနေတာလေပါဒါစီရေးသတင်းကိုပြောပြနေတာအခုဘယ်အရေးကြီးမြန်မာပြည်အရေးကြီးမှာဘယ်နေရကိုစစ်ကြောင်းထိုးထိုး ထိုးတိုင်းကျွန်တော်တို့ဘက်ကပဲသိနေတာလေပေါ့မဟုတ်တော့ဘူးဒါအဘလက်ခံတယ်လေဒါဒါဒါကျွန်တော်တို့ပြောနေတာတင်းလေဟုတ်တယ်မလားပေါ့အာအဲ့လိုမှမဟုတ်ကျင်တယ်ဆိုပြည်သူအာဏာပြည်သူလက်ထဲပြန်အပ်လိုက်ပေါ့ဘာလဲနော်မတရားယူထားတဲ့ဘာလို့လဲဒီပြည်သူရှေ့အာဏာကို ဲ့လိုပြောလို့ဘောပြည်သူကလားပြည်သူပြန်ရတော့ငါတို့ပြင်ပါပေါ့အေးမဟုတ်အောင်လို့စကားကိုနားထောင်နေတယ်ဟုတ်လေဒါကတော့အပြည့်ရှိတူအပြည့်တော့ပေးခံရမှာပဲလေဘာရဲ့နော်အေးအဲ့ဒီမှာမင်းတို့လည်းပါတယ်တစ်ဆက်စားလဲချက်တုံးမယ်နှစ်တက်စားလဲချက်တုံးမယ်အနေနဲ့များမင်းတို့လည်းပါတာပဲဟိုဒါကတော့ပါတော့ပါတော့ပါတယ်ဒါပဲကျွန်တော်တို့ကဒါကိုကြည့်လိုက်တဲ့အပြစ်တော့ကျွန်တော်တို့ကမကျွလွန်သေးဘူးဘာလို့လို့မဟုတ်သေးဘူးအမင်းကဘာလဲဇာတ်ခုံးထုတ်ပြန်နေရလားမဟုတ်ပါဘူးဗျာမဟုတ်ဘူးတော့သတင်းမပြောတော့ဟုတ်ကဲ့ပါပါဒီတခါကျတော့အဘကိုကျွန်တော်ပြောမယ်ဟိုသတင်းလေးကတော့ကျွန်တော်ညီကျွန်တော်တို့ရဲ့ဒီဆက်ကမှဆက်တက်ကြီးရဲ့အဘတို့တက်ချုပ်ကြီးတို့ရဲ့ ပြောမှတူဘောမှအကြီးစားကြီးပေါ့နော်ကျွန်တော်နေကြောင်နေကြောင်နေကြောင်ကြောင်းလေးကျွန်တော်ပြောမယ်။နေတကားမှလည်းငါမကြောက်နေကြောင်ဘယ်ကနေကြောင်။ဟာနေကြောင်သွားပါရဲ့ကျွန်တော်ဒီဂျန်မိုးကားထဲမှာပါတယ်ကိုငိမ့်မောင်ကိုငိမ့်မောင်ပြောတာ။ဩပန်းမြိုင်လေရဥယျာဉ်ဘူးမှာလည်းပါတယ်။ ဥယျာဉ်မူးမဟုတ်တော့ဘူးမင်းရကွာအဲ့ကြောင်းကလည်းပါတယ်လို့အဲ့အဲ့ကိုကြီးမောင်ကိုကြီးမောင်တကြံမိုးတဲ့ကကိုကြီးမောင်အေးတိပြီးတော့အဲ့ဘာမောင်ကြီးမောင်ဘာဖြစ်လဲအသက်80ကျော်မှဘာဖြစ်လဲအဲဘာဖြစ်လဲဆိုတော့သူပလီပလာနေနေမှာပြောနေတဲ့စကားလေးတွေရှိတယ်အဲ့ဒါလေးပြောပြမယ်ဩငါတို့ဘက်ကမင်းကွာမင်းငါတို့ဘက်ကနေပြီးတော့ဘောမှပြီးတာပဲလွတ်ထားလိုက်ပါဟာလွတ်ထားလို့မရဘူးလေဗာသူပြောတာတခုမှဟုတ်မှမဟုတ်တာဗာရဲ့ပြီးတော့သူကပြည်သူကိုဒါဒဲစိန်ခေါ်တာညီအများကြီးပါတယ်ဘလို့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 လှုပ်လို့လေအဲ့တေယုတ်ဆောင်အောင်နဲ့ကျွန်တော်တို့နေနေကြောင်ကားတဲ့နော်၎င်းနေပြေးတယ်ကျွန်တော်စစ်သားသားသမီးဖြစ် ယူနီဘောင်းပြင်မြင်လျင်ပြင်ကျွန်တော်တို့ကဒီကျွန်တော်ရဲ့ဒီစက်ကောက်မာယူချစ်ကြောင်းတဲ့သူကသူကသူကသူထုတ်ပေါ်ထုတ်ပေါ်တာနော်ဟိုယူနီဘောင်းမြင်တာလေးနေသူကတော်တော်ကြီးချစ်နေပါပြီတဲ့ဒီကြက်ဖို့ပါတီတီတဲ့ဒီစစ်တပ်မှလာတော့ပါတီဖြစ်ကြက်ဖို့ပါတီကိုချစ်ခင်ကြောင်းပါတီမဲဆွဲစီအိုရင်းများတွင်တဲ့ကြမ်းဖို့ပါတီကျွန်တော်ချစ်သူ့ရဲ့ကြမ်းဖို့ကျွန်တော်အင်ကြီးအုတ်ထုတ် ဲ့ဒီအောင်မိမိစံနာအရောက်ကျွန်တော်ဝစ်စင်တာဖြစ်ပါတယ်တဲ့ဟိုပြောရမှဆိုရင်အတင်းအကျပ်ကျွန်တော်ဝစ်စင်ခိုင်းတာမဟုတ်ပါဘူးတဲ့မိမိရဲ့စံနာကြောင့်ဝစ်စင်တာဖြစ်ပါတယ်ပြီးတော့စစ်တပ်နေပြည်တဲ့တိုင်းပြည်ကိုတဲ့မတိမငြိမ်ဖြစ်အောင်လောက်တူမှန်တယ်များဘူးအကုန်တတ်မယ်လို့ तू ကပြောပါတယ်ဗျနော်ဟုတ်တယ်တူကမြောက်မေးနေတာပေါ့မြောက်ပေးတာ တိုင်းပြည်ကိုမတိမငင်ဖြစ်အောင်ပြောမှာဆိုဗျာအခုကျွန်တော်တို့ဒီဘက်မှာရှိတဲ့တော်လိုင်းရဲဘော်တွေအဲလော်ဒီဘက်တော်လိုင်း lobby တွေပါအကုန်လုံးပေါ့သူကအားတွေအကုန်လုံးကိုသူကဘာပြောလဲဆိုရင်တိုင်းပြည်ကိုမတိမငင်ဖြစ်အောင်လုပ်နေတယ်လူတွေအဲ့လူတွေကိုတဲ့ဒီစက်ကမှာစစ်ကော်မရှင်ကနေပြီးတတ်ပြရမယ်ဆိုပြီးသူကပြောပါတယ်အခုလောလောဆယ်အခု तू ကဥစားဖြစ်နေပြီ तू ကနေနေတာအခုတော်လိုင်းရဲတပ်ဖွဲ့ဝင်နေတဲ့လက်ဆက်မီးလိမ့်မယ်ဟုတ်တယ်ဗျနော်အာမချောင်းနဲ့အာချောင်းတိုင်းကောင်းတာမဟုတ်ဘူး